အင်္ဂလိပ်စာပိုင်းတွေကိုနေတိုင်းဘာသာပြန်လေးရတာပြင်းပါဆိုလို့ဒီနေ့ဆရာယောမကနန်းတွေကိုအင်္ဂလိပ်လိုဘယ်လိုရေးလဲဆိုတာလေးကိုကြားပါဦးလေတင်ပေးမယ်။ယောမကနန်းတွေကိုယောမကနန်းစနစ်အားဆရာတို့ရိုးရိုးနံပါတ်စနစ်ထက်နည်းနည်းပို့ပြီးရှုပ်ထွေးရဆိုပေမဲ့လေဆရာပြောပြပိုင်းနားလည်တော့ပါပါ။တရားစီဒီနေ့တင်ပေးမယ်။နောက်နေ့မှဆိုရင်တော့ဆရာ2000ထိတင်ပေးမှာဖြစ်တယ်ပေါ့။ယောမကနန်းဆရာဆိုလို့ရှိရင်အဲတစ်ကဆိုရင်ဒီလိုအိုင်တင်ဂီတာလေးရဲ့အခြေပြုတာဒါမူရင်းအခြေပြုရလေးလေးမှတ်ထားမယ်။အဲငါးဆိုရင် V လေးနဲ့ရေးရတယ်။30ဆိုရင်ဒီ X လေးနဲ့90ဆိုရင် L တရားဆိုရင်စီဆွဲတင်တာလေးပေါ့အခြေပြုရဆိုတော့အရင်ဆုံးမှတ်ထားရမယ်ဒါပေါ်အခြေပြုမပြင်ဒီနံပါတ်ကလေးကိုဆောင်ဖြည့်ပြမယ်ပေါ့နော်ကဲတစ်ကိုဘယ်လိုရေးလဲဆိုရင်တစ်ကတင်တာလေး i ပေါ့အာနှစ်ဆိုတော့ i နဲ့ချောင်းလားနှစ်ပြောမှဆိုရောမနေနဲ့ပို့ပြီးတော့ဟိုရေးရတာပို့များတယ်လက်ဝင်တယ်လို့ပြောမယ်တစ်လုံးနဲ့လည်းမပြီးဘူးပေါ့နော်အာ3ဆိုတော့3ချောင်းဖြစ်သွားပြန်ပါ4ဆိုလဲဆိုတော့လေးရတူကြတော့တော့၅ကိုပြန်ကြည့်ရတယ်၅ကဒီလိုမျိုးဒီလို V ပုံစံလေးမလားအဲ၅ပြည့်ဖို့တက်လို့တာလိုတော့ဒီဘက်ချမ်းမာရေးရတယ်ဒါ၅၅ပြည့်ဖို့တက်လို့တယ်အဲ့ဒါ၄ပဲ အဲ့ပုံစံလေးနဲ့ကြည့်ရတယ်။ဟော6လဲကြလဲကြလဲရောကြာရောဘယ်လိုဖြစ်သွားလဲဆိုရင်ဒီဆရာအိုင်လေးကိုတော့ basic နဲ့ဆရာကြီးပြပေးမယ်နော်။ဟုတ်ပြီ6လဲကြကြာကြာဒီ9ဟိုမှာသူဘလောက်ကြော်ပါဆိုတစ်ကလေးကြော်ပါတယ်။ဟော9လဲကြလဲကြာ9ဟိုမှာဘလောက်ကြော်ပါဆိုရင်နှစ်ကလေးကြော်ပါတယ်။10လဲကြလဲကြာ9ဟိုမှာဘလောက်ကြော်ပါလဲ3လေးကြော်ပါတယ်။9လဲကြလဲကြာ10ရောက်ရင်ကြည့်10ရည်ရောချက်ချက်ကအိုက်ခရီးမလား။တဆယ်ပြည့်ဖို့တစ်လိုတယ်ဟာ9ရဲ့တင်နေတာပဲ။ဟော7လက်ကြရကြတဆယ်ကိုတစ်ကြော်ပါတယ်။ စက်နှစ်လဲကြလဲကြောင့်10ကိုနှစ်ကျော်ွားတယ်စက်3လဲကြော်လဲကြောင့်အဲ10ကို3ကျော်ွားတယ်စက်4လဲကြလဲကြောင့်10ရဲ့ဒီက4ရ IV လေးဆို IV လေးရေးလိုက်ရတယ်စက်5ဆိုလဲဆိုတော့10ရဲ့ V မလား V အဲ့20ဆင့်လေးရေးရတဲ့ဘောရှိတယ်စက်6လဲဆိုတော့ဒါက10 6ခုတင်မှာကြီးလိုက် VI စက်9လဲဆိုလဲဆိုတော့ဒါက10 V ဒါက1ဒါက10ဒါက5ဒါ1 1ပေါင်းကြီးလိုက် စက်ခွန်ရှိတယ်အဲ့လိုမျိုးနောက်ဆက်ရှိလဲကြတာကြာတက်ဆယ်ဒါငါဒါဆိုရင်ဆက်ချောင်းစက်ခွန်ဆက်ရှိစက်ကူးလဲကြတာတက်ဆယ်ကိုးကြာဒီကနေပြန်ယူဒါတက်ဆယ်ဒါဆို20ဒီတက်ဆယ်ပြဖို့တက်လို့ဒါကိုးဒါတက်ဆယ်ဆိုတော့20 20ဆိုရင်အစနေခါရရတယ်။ဟော21လဲကြလဲကြောင်း30 21 20နဲ့လဲကြလဲကြောင်း30 30 2 50ဆိုလဲဆိုတော့အဲဒါ23 24ရတော့ဒီကပဲပြန်ပြန်ကောက်ပြီးရမှာ။50ဆိုရင်ဆိုတော့ဘယ်လိုရေးလဲဆိုရင် L လို့ရရတယ်။ ်50တစ်ဆိုရင်အဲ့ LMR မှာဗာထက်ထဲလဲတစ်ကို I လေးထက်ထဲလဲဒါဆို50တစ်တဲ့ဟော50နှစ်လဲကြာလဲကြာအဲ့ LMR မှာနှလုံးထက်ထဲ50နှစ်59ဆိုလို့ရှိရင်50 L 9ကိုဒီရက်ဒီပြန်ကောက် I ရဲ့ S တဲ့59ဟော60လဲဆိုလဲဆိုတော့အဲဒီ50ကိုအရင်ကြီးပြင်ဒီက30ကိုယူလိုက်50နဲ့30နဲ့ပေါင်းရင်တော့ဗာလဲ60 60တစ်ဆိုရင်50 30ဒါ60ဒါ1ဆို61 62ဆိုတော့ဒါ50 30ဒါ60ဒါ62 69ဆိုလို့ရှိရင်အဲဒါဒါ90ဟောကိုကြည့်မယ်အဲဒါဒါ90ဒါနဲ့ဆိုရင်အဲ60ကိုကကြတော့ဒီကနေ့ပြန်ကောက်ရတယ်ဟောနည်းနည်းရှုပ်ထွေးလာတည်လားအဲ့တော့ယောမစနစ်ကရှုပ်ထွေးလာလို့သူခက်တဲ့နံပါတ်စနစ်ပြောင်းပါပါနော်ယောမစနစ်ကရှုပ်ထွေးတယ်ဟော80လဲကြာကြာဒါ90 60 80ဟော90လဲတည်လဲကြာကြာ50 60 80 81 82 82 82ဆိုတော့50 60 80 81 82 ရှုပ်ထွေးလာတာ89လဲဆိုလဲဆိုတော့50อ่ะ L ဒါ60อ่ะ90ကိုကိုထည့်ရမယ်ကိုကိုကြဒီကပဲမြဲမြဲပြန်ကန်ကောက်ကိုကဒီလိုမျိုးဟော80လဲကြလက်ကြောင်50 60 90 80ခဏကြီးအရှိဖြစ်လာပြီနံပါတ်ကြီးလာလေရှိလာလေပဲ81ဆိုလို့ရှိရင်50 60 90 80 81 82ဆိုရင်50 60 90 80 2 89လဲကြတဲ့ကြောင်50 60 90 80 80အဲ80ဟာခုကဘာကြီးမှလဲဆိုရင်ကိုယ့်ကိုရေးမှာကိုယ့်ကိုကြာတော့ဒီကနေအမြဲတမ်းပြန်ကောက်ငါအားရဲ့ SK ဒီနောက်ခါကြာတော့90 90ကိုကြာတော့ဘယ်လိုပြန်ပြီးတွက်ကလဲဆိုရင် တရာအရင်တွက်ကလဲတရာကိုစီးလို့ရေးတယ်မလား90ဆိုတာတရာပြည့်ဖို့ဘယ်လောက်လိုပါလဲ10လိုလားအဲ့ဒါဒီဘက်ချမ်းမှာ10ထားလိုက်မယ်တရာပြည့်ဖို့10လိုချင်းဒီသာ90ပဲ90တင်နေတာဒီလိုမျိုး90တက်လိုက်ကြတော့ဒါ90ဒါတက်ထက်90တက်ဒါ90ဒါနှစ်ထက်90နှစ် 60ခုလဲကြာကြာဒါ60ကိုးကြာဒီဟာပြန်ကောက်အဲ့တော့60 9 100ကြာတော့ C အဲ့တော့100အထိဒီနေ့သင်ပေးပြီမနေ့ကကြာ2000အထိသင်ပေးမယ်အဲ့တော့တစ်ချက်တော့ပြန်ပြီးတော့ကြည့်လိုက်လို့ရှင်ဒီနောက်ထပ်အသိပညာတစ်ခုလဲရသွားပါဘောနေတိုင်းအဲ့လိုမျိုးလေးစူးစမ်းလေ့ကျင့်နေဘဟုတုတ္တရောရေးဟန်ရောဖက်ကပ်လာရောစူးစမ်းကြပါအောင်ဖိုက်တယ်ပါနော်